အားလုံးပဲမင်္ဂလာပါဒီနေ့တရားသင်မဲ့သင်ခန်းစာကတော့အခန်း၃၄ကျင့်ငယ်သုရသမတိကနံပါတ်၃နေပါအဲ့မှာနံပါတ်၃အောက်ပါတို့ကိုဒေါင်းလိုက်ပေါင်းပါရယ်နော်အဲ့ဒီမှာနံပါတ်၃ကအောက်ပါတို့ကိုဒေါင်းလိုက်ပေါင်းခိုင်းတယ်နော်ဒေါင်းလိုက်ပေါင်းမယ်နံပါတ်ကကြည့်မှာက CA+8 နော်တကွင်း +7A+12 တကွင်းမှာအဲ့တော့ကျတို့ပထမဆုံး CA+A ကိုအရင်ဆုံးရေးမယ်ပြီးကြရင် 7A+12 ကိုရေးမယ်ရဲခါမှာကျတို့ပေါင်းမယ်ဖြစ်တဲ့တွေ့နော်ရှင်းတဲ့စနစ်နဲ့ပေါင်းတော့20ရတယ် 6A နဲ့ 7A နဲ့ပေါင်းတော့73 A ရရပါတော့အဲ့ဒါလေးပါပဲမကောက်ရတော့ 4M plus 6M plus 8M minus 3A အဲ့ဒီမှာသူက and တလုံးဖြစ်သွားတယ်ပေါ့နော်အဲအရှိကအစ်စ် and က and တလုံးနဲ့ပါဒါဆိုရင်ရေဦးရေးမယ် 4M plus 6M နောက်က 8M minus 3A အဲ့ဒါပေါင်းမယ် စီရန်နဲ့က3ရန်ကိုချစ်လို့ပေါင်းတာပြောပေါင်းတယ်လို့ပေါင်းနေမယ်ဒါမှလက္ခဏာမတူဘူးเนาะအပေါင်းစီရန်နဲ့မိုင်းနဲ့3ရန်ဆိုတော့ချစ်တော့အဲ3ရန်ကြမ်းမဲ့4ရန်နဲ့8ရန်နဲ့ကြတော့ယူနုကတော့လက္ခဏာတူတော့ပေါင်းမယ်ဆိုတော့ trail m ပေါ့เนาะ grad m my + 3n ရပါတယ်နောက်ကနံပါတ်ကားငယ်ပါနံပါတ်ကားငယ်ကကြတော့ချစ်လို့ 3b မိုင်းနဲ့9 plus မိုင်းနဲ့ 2b + 13ပေါ့เนาะဟုတ်ပြီအဲ့ဒါရင်နှစ်ခုရေးလိုက်ပဲရေးတဲ့အခါမှာချစ်လို့အဲ့ဒီမှာ 9နဲ့အဲ9နဲ့9နဲ့ plus 13ဆိုတော့လက္ခဏာဘူးရောနှုတ်မယ်7390တော့400ရတယ်နော်အပေါင်းကကြီးရတဲ့အပေါင်းလေးအရှိရကြတော့ 3b နဲ့ minus 2b သူရဲ့လက္ခဏာမတူတော့ရှင်နှုတ်မယ် 3b ရဲ့ 2b နှုတ်တော့ p ပဲကျန်နေပါနော်ဒါဆိုရင်ကျွန်တော်အဖြေက p plus 4ရပါတယ်ရကျွန်တော်နမကကြီးပါ 2y minus 7 plus y square minus 5y minus 5ပေါ့နော်အဲဒီလိုရှင်အဲ့မှာကျွန်တော်ဘဏ္ဍာကအရှိပါဝရှိရခွင့်မှာနှလုံးနောက်ကခွင့်မှာသုံးလုံး အဲ့မှာတူတဲ့နေရာကိုပဲကျွန်တော်နော်ဟိုဆင်းလိုက်မယ်ပေါ့နော်မတူတဲ့နေရာဥပမာဆိုလို့ရှိရင်ရှေ့ရခွင်းမှာ y square ပေါ့နောက်ကခွင်းမှာ y square ပါတယ်အဲ့ y square ကိုကျွန်တော်ကအဲ့မှာကျွန်တော် 2y နဲ့ 5y နဲ့ကိုတန်းနေအောင်ထားမယ်ပေါ့နော်ဒါဆိုရင် y square ကိုရှေ့ရသွားမယ် 2y နဲ့ -5y နဲ့တန်းမယ် -7 နဲ့ -5 နဲ့တို့မျိုးတူရမျိုးတူရကိုကျွန်တော်ကတန်းပြီးတော့ရေးပေးရပါတယ်ဟုတ်ပြီနော်။ကြည့်ဒါသူရှိရင်အရှင်းဆုံးက y square တော့ကျွန်တော်နှုတ် xia ပေါင်း xia ဖြစ်တဲ့ y square ကိုပြန်ရေးမယ်။ plus 2y နဲ့ minus 5y ကျတော့ကျွန်တော် minus 3y ရမယ် minus 7နဲ့ minus 5ကျတော့လက္ခဏာတူတော့ပေါင်းလိုက်မယ်ဆိုတော့ minus 3ရရပါတော့ရှင်းရ y စကဲကိုဒီဇိုင်းရည်နောက်က 2y နဲ့ minus 5y နဲ့ကျလက္ခဏာတူတော့နှုတ်တယ်နှုတ်တဲ့အခါမှာလက္ခဏာအနှုတ်ကများတဲ့ minus 3y ဖြစ်ပါတယ် minus 7နဲ့ minus 5ကကြတော့ဒီကနှစ်ခုလက္ခဏာတွေအတွက်ပေါင်းမိရတယ်လက္ခဏာတော့နှုတ်လက္ခဏာနဲ့ပြန်တွက်တာဖြစ်တယ် minus 3ပါဟုတ်ပြီခါကြည့်ပြီးတော့ဒီကနံပါတ် ငါမှကြတော့ကျတို့ဗာလဲဆိုရင် a cube plus a square plus h နဲ့နော် a cube plus 3h ပေါ့နော်အဲ့ဒီမှာကျတို့နောက်ကကဏ္ဍမှာကနောက်ကဂွင်းထဲမှာက a square မပါဘူးတော့သူ a square နေရာကိုကျတို့ကဟာထားပြရမယ်ဟဲ့ဒီလိုမျိုးလေးရေးပြရမယ်နော် a cube နေရာက a cube နဲ့တန်းမယ်နောက်က h ဆိုတော့ 3h နဲ့တန်းမယ်နောက်အလဲကောင်မှာ a square မရှိတဲ့တွေ့ရကျတို့ဗာတော့ a square ကိုရိုင်းထားခဲ့ရမယ်ဟုတ်ပြီနော်ဒါဆိုရင် a cube နဲ့ a cube နဲ့ပေါင်းတဲ့ခါမှာ 2h ရပြီးတော့ a square ကဒီတိုင်းပြင်ရင်မယ်နော် h နဲ့ 3h နဲ့ကိုပေါင်းတဲ့ခါမှာကျတို့ 4a ရတယ်ဘာလို့ဆို 8a ရှိမှမြောက်ပေါ်ကရ1ရှိတယ်နော် ဘယ်အိတ်နဲ့3အိတ်နဲ့ပေါင်းတဲ့အခါမှာ 4a ရတယ်ဒါဆိုရင် 2a ကျူ plus a square plus 4a ဖြစ်ပါတယ်အခြေက a ကျူနဲ့ a ကျူနဲ့ဆိုရင် 2a ကျူဖြစ်သွားမှာနော်ဟုတ်ပြီနောက်ကနံပါတ်စာလုံးနံပါတ်စာလုံးမှာကြာချိုးက t2 z2 เนาะနောက်ကွာ1 2 t2 2 3z2 ဒီအပိုင်းကြီးနေပိုင်းပေါ့နော်ဒါမဲ့လည်းဘာမှစိတ်ပူစံဘူးရိုင်းမယ်အရင်တိုင်းပဲရေးမယ်ရေးပြီးတော့ချိုးကနှုတ်မယ်ပေါ့နော်ဟိုမှာနှုတ်တဲ့အခါမှာအမဘယ်ရနေ တော့မပေါင်းပါဘောပေါင်းတဲ့ခါမှာကျတို့နောက်က Z2 Z2 ရရှိမှာကျတော့1ရှိတယ်အပေါ်က Z2 ရရှိမှာ1ရှိတယ်1ဆိုတာကကျတို့ဘလားတော့ဘိုင်းကြီးတူအောင်ညှိမယ်ဆိုလို့ရှိရင်သူအောက်က2/3နဲ့ညီအောင်ဆို3/3ရတယ်1ဆိုတာ3/3နဲ့ညီတယ်ဒါဆိုရင်အပေါ်က Z2 နေရာမှာကျတို့က3/3 Z2 ပေါ့နော်အောက်က2/3 Z2 ဒါဆိုရှင်ကျတို့ဘိုင်းကြီးတူတော့ကျတို့ပေါင်းလို့ရတယ်3/2နဲ့နော်3/3နဲ့ပေါင်းတဲ့ခါမှာကျတို့က5/3ရတယ်ပေါ့နော်နောက်ကကနန်းက5/3 ရှိကကြတော့ကျွန်တော်အပေါ်မှာလက်အတိုင်းပဲဒီပိုင်းကြီး1 by အကောက်1 by 2နဲ့ညီအောင်လို့2 by 2လို့ရှိရမှတ်လိုက်ရတယ်နော်ရှိကတီတီရဲ့ရှိမှာပေါ့2 by 2ရှိရပေါ့1ဆိုတာ2 by 2နဲ့တူတူပဲနော်ဒါတင်2 by 2ရဲ့အောက်က2 by 1ရဲ့ပါတဲ့ခါမှာကျွန်တော်3 by 2ရပါတယ်ဒါကြောင့်မို့အဖေက3 by 2 3 by 2နော် t2 5 by 3 z အဲ့ဒါကအပေါ်ကရှိလို့အပေါ်ကကနန်းပေါ့နော်အပေါ်ကတန်းမှာ နော်အပေါ်ကအတန်းမှာကျတို့တီကျူးနဲ့ဇက်ကျူးရဲ့ရှေ့မှာ1နေရှိတယ်။အဲ1နေဆိုတာပိုင်းကျင်နဲ့ပိုင်းဝေတူလို့ရှိရင်1နဲ့ညီရလေ။ဒီတဲ့ကောင်မှာအောက်ကကျတို့နှုတ်ပေါင်းရမယ့်ဂိမ်းနေရဲ့ပိုင်းကျင်နဲ့ကျတို့လိုက်ပြီးတော့ဥပမာဒီနောက်ကဇက်ကျူးဆိုလို့ရှိရင်သူ့ရဲ့ဟို2ပိုင်း3ဖြစ်တဲ့အတွက်ပိုင်းကျင်3ဖြစ်တဲ့အတွက်သူ့လည်းပိုင်းကျင်3ပြောင်း3ပိုင်း3လို့ပြောင်းနေတယ်။တို့အပေါ်က3ပိုင်း3နဲ့အောက်က3ပိုင်း2နဲ့ပေါင်းတဲ့ခါမှာဆိုတော့သူ5ပိုင်း3ဖြစ်သွားရပါတော့။အဲအရှိရဟာလည်းအတိုင်းပဲဆိုတော့တီကျူကကျတော့အောက်ကပိုင်းကျင်အောက်ကကနန်းပေါ့နော်အောက်ကပေါင်းတဲ့ကနန်းက1ပိုင်း2လေး။ ဘာမှလူဆိုဘိုင်းကြီးတူးပြအောင်လို့သူတီကျွေးရရှိမှရှိတဲ့ဝမ်ကိုတူးပိုင်တူးလို့ပြောနေတာအဲတူးပိုင်တူးနဲ့အပေါ်ကတူးပိုင်တူးနဲ့အောက်ကဝမ်ပိုင်တူးနဲ့ပါနေတဲ့ခါမှာသတိပိုင်တူးရတာပါနော်အနာလေးကနော်အဲနောက်တစ်ခုကစရည်မှာစရည်မှာလဲ h2 plus 9ဆိုတော့သုံးခုပေါင်းတယ်နော် h2 plus 9ရယ် 3z plus 10ရယ် 11y2 plus 3hy ရယ်ပေါ့နော်အရင်ကျတော့သုံးစင်ပေါင်းမှာပထမဆုံးနှစ်စင်ကိုအရင်ဆုံးပေါင်းမယ်ပေါင်းတဲ့ခါမှာ h2 plus 9နဲ့အနောက်မှာကျတော့ရှိလို့ 3z plus 10 3z plus 10ဆိုတော့ရှိလို့နော် သတိဆက်ကဒီထဲမှာလည်းမပါဘူးရှေ့မှာလည်းထားလို့မရဘူးဆိုအရှင်းကိုတန်းပို့လိုက်မှာနော် plus 9ရဲ့အောက်မှာရှေ့သတိဆက် plus 10ကို10 plus သတိဆက်ဆိုရှေ့ရှင်းတဲ့နောက်နဲ့ဖလေလိုက်မှာနော်ဖလေတဲ့အခါမှာရှေ့ဆုံးကတော့ x2 ပြီးပြီးတော့9နဲ့10နဲ့ပေါင်းတော့19 93 3ပေါ့နော်အရင်ကခုကိုပေါင်းတာ x2 plus 19 plus 3ဆက်နောက်ပြချက်မှာကျတော့အပေါ်ဆုံးက 11y2 plus 3xy နဲ့ x2 plus 19 plus 3ဆက်ဟုတ်ပြီနော်အဲ့ဒါရင်ကျတော့သူ အပေါ်မှာ 11y square နဲ့ 38y နဲ့ကကြာဒီမှာတခုနဲ့တူတာမရှိဘူးမရှိတဲ့ခြေကိုနောက်ဆုံးမှမရှိနိုင်ဘူး။အကုန်လုံးပေါင်းတဲ့ခါမှာအတူတူပဲပေါ့နော် a square plus 9a plus b ဆက်ကဒီတိုင်းပြင်ရင်ပဲ 11y square plus 38y ကလည်းဒီတိုင်းပဲပြင်ပြီးအကုန်လုံးဒူဆက်ရေးတယ်ပေါ့နော်။ဟိုဒီဆက်လိုက်မြောက်ကျိုးကဇာခွဲပေါ့။ဇာခွဲဂျိုးပြန်စီလဲရတယ်မစီလဲရတယ်ပေါ့နော်။ဒါဇာခွဲသွားလိုက်ကြုံနဲ့။ဇာခွဲမှာတဲ့အတိုင်းမှာကျိုးသုံးခုပေါင်းတယ် 3z + h နဲ့နော် -8z + y ပြီးတော့ ဲ 2z black h minus 1ဆိုပြီးသုံးခုပေါင်းရမှာပါ။ပေါင်းတဲ့အခါမှာပထမဆုံးခြေသုံးကနှစ်ခုကိုပေါင်းမယ်။ပေါင်းတဲ့အခါမှာ 3z နဲ့ h နဲ့တူရဲ့ y နဲ့ h နဲ့ကမီတူရဲ့အတွက်ကြိုးရအောင်။အဲဒီနောက်တိုင်းမယ်နေရာကိုချဲပြီးတော့ရေးလိုက်မယ်။ဟုတ်ပြီလား။ရေးတဲ့အခါမှာ plus 3z နဲ့ minus 8z နဲ့ဆိုတော့လက္ခဏာဘူးတော့နှုတ်မယ်။ h တွေက 3z ကိုနှုတ်တော့ minus 5z ကျန်တယ်နော်။ပြီးတော့ plus h နဲ့ black 1တော့ဒီတိုင်းပဲပြင်ရင်းမယ်။အဲနောက်တစ်ခုကကျတော့ 2z plus h minus 1သူကကျသုံးခုလုံးပါရတယ်သုံးခုလုံးကိုအောက်မှာရေးလိုက်မယ်။ ော်ရေးပြီးတဲ့အခါမှာအဲ့မှာအဲ y နဲ့ plus နောက်ဆုံးအရှိရ plus y နဲ့ minus y နဲ့ကြည့်မယ်နော်နောက်ကလေကောင်က plus x plus x ရိုးတွေ့ရမယ်ခြေတော့က minus 50နဲ့ plus 20ကြောင့်လက္ခဏာဘူးတော့နှုတ်တယ်လက္ခဏာကကြီးတဲ့လက္ခဏာဆိုတော့အနောက်ကကြီးတဲ့အတွက် minus 30ဒါဖြင့် minus 30 plus 28နော်နောက်ကဟာ plus y နဲ့ minus y ကြီးသွားတဲ့အတွက်0ရရမရေးတော့ဘူးအဲ့ဒါပြရကျွန်တော်ဈာမင်ဆွဲပါဈာမင်ဆွဲရမှာ -3y4 2a2 minus 5a square minus 8 plus 7နဲ့နှုတ်က minus 5a2 plus a square minus 3a minus 7မှာအဲ့ဒီမှာရှေ့စခွင်းထဲမှာ၄တက်ပါတယ်နောက်ကခွင်းမှာ၄တက်မပါဘူးသုံးတက်ကနေစပါရကြည့်နော်အဲ့လိုပဲခုနအတိုင်းပဲဒီလိုမျိုးတို့ကဲလုံးတွေကိုပေါ်နေအောင်နဲ့ဆင်လိုက်မယ်3 by 4တော့ဒီတိုင်းပဲနော်3 by 4တက်ကိုကြာတော့ဒီလိုမှာလွတ်ထားလိမ့်မယ်နော်ဒါဆိုရင်နောက်ဆုံးက plus 7နဲ့ minus 7နဲ့ကကြည်သွားမယ်0ရရတယ်ပေါ့နော်နောက်က minus 8နဲ့ minus 3ကကြာတော့ minus 4a ရမယ် ။နောက်က minus 5a square နဲ့ plus a square ကလက္ခဏာမတူတော့နှုတ်တော့ minus 4a square ရပါမယ်။နောက်က plus 2a ကျူးနဲ့ minus 5a ကျူးကြတော့လက္ခဏာမတူတော့နှုတ်တဲ့အခါမှာ minus 3a ကျူးရပါတယ်။ခြေတော့က minus 3y ဟိုက၄ချက်ကကြောရမ်းမဲ့ပြန်ပြီးပါမယ်နော်။အဲဒီမှာခြေတော့က minus 3y ၄ချက်ပြန်ပြီးမယ်။ plus 2a ကျူးနဲ့ minus 5a ကျူးက minus 3a ကျူးရမယ်။လက္ခဏာမတူတော့နှုတ်လိုက်ရပါမယ်နော်။နောက်က minus 5a square နဲ့ plus 5a square ရတဲ့အတိုင်းပဲ a square ရဲ့ရှေ့မှာ1ရှိတာဖြစ်တဲ့အတွက် ၅ရက်တင်းတော့၄ပေါ့နော်လက္ခဏာအနှုတ်ကကြီးရတဲ့ minus 5a square ရပါတယ်နောက်က minus 8နဲ့ minus 3a ကကျတော့ minus 4a ရပါတယ်လက္ခဏာတူတော့ပေါင်းလိုက်တာနော် a ရရှိမှာ1ရှိရယ် 1a နဲ့ 3a နဲ့ပေါင်းတော့ 4a ရတယ် plus 7နဲ့ minus 7အောင်ကျတော့ဘာလို့ခြေလိုက်တော့0ရရယ်အဲ့ဒါကြောင့်ကျတော့ထည့်ပြီးတော့စဉ်းစားကြမလို့ပေါ့နော်ရေးစရာမလိုဘူးဒါဆိုရင်ဒီနေ့က၄ချက်ငယ်သုံးသမားတိရဲ့နံပါတ်3တော့ပြပါပါပြီအဆုံးစီပဲလို့တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်